ီနေ့ Microsoft Word ထဲမှာ header footer တက်တာလေးပြောမယ် page number တက်တာလေးစပြန်နှိမ့်မယ်နော်အဲ့တော့ Microsoft Word ထဲဝင်ရအောင် search လေးမှာနေ Microsoft Word icon လေးမှာကလေးတစ်ချက်နှိမ့် Microsoft Word ထဲရောက်လာနေတယ် Microsoft Word ထဲမှာစာရွက်အလွတ်တရလေးယူထားအဲ့တော့စာရွက်ထဲမှာစာမရှိသေးတဲ့အတွက်စာလေးနည်းနည်းခေါ်ချမယ် random ခေါ်ချနေတာဖြစ်တဲ့အတွက် equal r a n d windsor စာပိုက်၃ပိုက်စာကိုချမယ်3 win bay enter ဒါဆိုစာပိုက်၃ပိုက်စာစာဒီ random ချပေးလိမ့်မယ်အဲ့တော့သူ့ထဲမှာ header တက်မယ် footer တက်မယ် page number တက်မယ်ပေါ့အဲ့တော့ header footer page number တက်မယ်ဆိုရင်လက်ရှိမှာတော့ဒီမှာစာရွက်ကတင်းရဲသေးရှိနေရယ်နော် insert တက်ပြီးရင် header တက်မှာဆိုရင် header down arrow မှာနှိပ်မယ်ကိုကအလုပ်ပုံစံလိုချင်တဲ့အတွက်ကြာလာရဲ list ထဲမှာဗာလေးတွေသွားမလဲဆိုအလုပ်ပုံစံထိတ်ဆုံးဟာလေးတခုကိုရွေးလိုက်လို့ရ ဲ့တော့ထိတ်ဆုံးဟာလေးရွေးလိုက်ရင်ဒီထိတ်ဆုံးမှာသူကတိုက်ပြရဆိုတာလေးဝင်နေလိမ့်မယ်အဲ့တော့သူကပေါ်ဂျင်နာကဘယ်ဘက်ချမ်းထဲမှာ page number ပေါ်မယ်ပေါ့အခုတိုက်ပြရဆိုတဲ့နေရာမှာ number ထည့်ချင်တာနော်ဒါကြောင့်ဒီဘယ်ဘက်ချမ်းထဲက page number ရဲ့ down arrow မှာနေ top of page ဆိုတာလေးကိုရွှေညာဘက်ကိုဆက်ထွက်မယ် plain number လေးကို click နေလိုက်ဆိုရင်1ဆိုတာလေးဝင်သွားတယ်1ဆိုတာလေးဝင်သွားပြီးရင်တော့ဒီလက်ရှိမှာတော့ဒါစာရွက်ကတိတ်ရွက်သေးရှိနေတယ်အဲ့တော့စာရွက်ကိုစာပိုက်ခွဲကြမယ် စာပဲဘယ်လိုခွဲမလဲဆိုတော့ထိတ်ဆွန် header footer လေးကိုအရင်ပိတ်လိုက်မယ်။စာပဲခွဲမယ့်နေရာဒီခေါင်းစဉ်တွေကတော့ဒါ chapter 1ပေါ့နော်။အဲဒါဆိုရင် ch1 ပြီးရင်နောက်ဆုံးကိုသွားမယ် control n key ကိုနှိပ်မယ်။ပြီးရင်ဒီမှာစာရွက်ခွဲကျင်တာဖြစ်တဲ့အတွက် control enter ဆိုပြီး page number 2လေး auto တက်လာပြီနော်။ဒီဘုတ်ကရိုက်ထည့်မယ် ch2 ဒါဆိုရင် chapter 2ခေါင်းစဉ်။ပြီးရင် enter ခေါက်မယ်။ နောက်ထပ် control enter ဒါဆို page number 3ပြထွက်လာတယ် chapter 3နောက်ထပ် enter ခါစာရွက်ကိုနောက်တစ်ရွက်တိတန့်ခွဲကျင်တာဖြစ်တဲ့အတွက် control enter page number 4လေးထပ်ထွက်လာတယ် chapter 4 enter ခါစာရွက်ထပ်ခွဲအောင်မယ် control enter chapter 5 win back အဲ့တော့သူကစာရွက်9ရွက်ရှိတယ်နော်အဲ့တော့9ရွက်ကိုရှင်းရကြည့်ခြင်းနဲ့ view တဲက zoom group ရဲ့အပေါ်မှာ multiple page ပါလိမ့်ရှိရခြင်းနှိမ့်လိုက် space ဆိုင်ရွက်ကလေးကဒီမှာ1 2 3 4 5ဆက်လိုက်လိမ့်ရှိနေမယ်အဲ့ဒါကိုမှ1ဆိုရင်ဘယ်ဘက်2လည်းဘယ်ဘက်ပဲ3လည်းဘယ်ဘက်ပဲဆိုင်ရွက်အကုန်လုံးဒီဘယ်ဘက်မှာရောက်နေလဲကိုကဘလို့ပြန်ပြင်ကျင်လဲမဆာမျက်နှာတွေကဘယ်ဘက်မှာစုံစာမျက်နှာတွေကညာဘက်မှာမဆာမျက်နှာတွေဒီဘက်စုံစာမျက်နှာညာဘက်အဲ့လိုပုံစံပြန်ပြင်ကျင်တယ် ပြန်တင်ကျင်တာဖြစ်တဲ့အတွက်ဒီ header လေးထဲမှာဒီ one နေရာလေးမှာနှစ်ချက်နှိပ်လိုက်ဒါဆိုရင်သူ့ရဲ့ frame လေးပြန်ပေါ်လာနိုင်မယ်နော်အဲ့တော့ frame လေးပြန်ပေါ်လာပြီဆိုရင်တော့ထိတ်ဆုံးမှာအခုရွေးထားတာက design tab တွေ auto ဝင်လာတယ်ဒီအောက်လွတ်တဲ့နေရာနှစ်ချက်နှိပ်လိုက်ဒီက frame လေးပြန်ပြောက်သွားမယ်ဒီနေရာလေးမှာနှစ်ချက်ပြန်နှိပ်လိုက်ရင်ဒီမှာ design လေးပြန်ပေါ်လာနိုင်မယ်အဲ့ design ဝင်လာရဲ့အောက်မှာ option ဆိုတဲ့နာမည်လေးရှိနိုင်မယ် option group လို့ခေါ်တယ် option group ရဲ့အပေါ်မှာ different order event pages တဲ့ဒီမှာအမှန်ချင်းလေးရှိရမယ်။ဘာလို့လဲဆိုမစာမျက်နှာတက်တက်စုံစာမျက်နှာတက်တက်လိုချင်တဲ့အတွက်ဒီမှာအမှန်ချင်းလေးထည့်ပေးထားရမယ်။အဲ့တော့အမှန်ချင်းလေးထည့်ပေးလိုက်ပြီဆိုရင်ဒီမှာစာလေးတက်လာတယ်။ odd page event page odd page တလိုမျိုးမြင်ရတယ်เนาะအဲ့တော့ဒီမှာ1ဒီနားလေးမှာ2ကပျောက်သွားတယ်ပျောက်သွားရဆိုရင်လေဒီမှာ insertion point ပြန်ထား page number ကိုပြန်ရွေးမယ် top of page တဲက plain number ကိုပြန်ရွေးလိုက်သူကသူ2ဆိုတာလေးထွက်လာတယ်အဲ့တော့ဒီဘက်ကမစာမြင်လားဒီဘက်ကစုံစာမြင်လားကိုလိုချင်တာ1ကဘယ်ဘက်ပြီးရင်2ကစုံစာမြင်တာညာဘက်လိုချင်တာအဲ့တော့ဒီမှာ extension point ရောက်နေရဲ့အချိန်မှာ home နဲ့က alignment တွေကိုပြင်ပေးလိုက်လို့ရတယ် right ကိုရွေးလိုက်ဒါဆို2ကညာဘက်ရောက်သွားမယ်3ကတော့မစာမြင်တာဖြစ်တဲ့အတွက်ဘယ်ဘက်မှာပဲအောက်ကိုဆက်ကြည့်ဒီမှာ4က ညာဘက်ရောက်နေတယ်။ဘာကြောင့်လဲဆိုတော့ဆုံစာမျက်နှာဖြစ်တဲ့အတွက် fight ကဘယ်ဘက်ရောက်နေလိမ့်မယ်။အခုအချိန်မှာနောက်ထပ်စာရွက်တရွက်ထပ်ပြီးတော့ခေါ်ထဲမယ်။ page number 60ညာဘက်ရောက်နေလိမ့်မယ်။အဲတော့ခေါ်ထဲကြည့်မယ်။လလုံးစစ်ဒီမှာဒီလို frame လေးပေါ်နေရနော်။ဒါလေးဖြောက်ချင်ဒီစာရွက်ထဲမှာနှစ်ချက်နှိပ်လိုက်။ဒါဆိုရင် frame ပြောက်သွားပြီ။ဒါက chapter သူ့ကိုအနည်းငယ်မြင်အောင်ချိန်လိုက်မယ်။ view တဲက page width နဲ့ချိန်လိုက်မယ်။ဒါဆိုရင် chapter 5 page number 5 မဆာမျက်နှာဖြစ်တဲ့အတွက်ဘယ်ဘက်ကိုသွားနေရဲ့သူ့ဆိုင်ရွက်ခွဲတော့မယ်ကွန်အန်တာခောက်လိုက်ဒါဆို outline ရောက်သွားပြီ control enter ဆိုရင်စုံစားမျက်နှာညာဘက်ကိုပြန်ရောက်သွားတယ် ch6 ဒီလိုမျိုးစိတ်တိုင်းညခွဲလို့ရတယ်အဲ့တော့ဆိုင်ရွက်ကိုပြန်ရှင်းကြည့်အောင် multiple page ကိုပြန်ရွေးလိုက်ဒါဆိုရင် page number 1 page number 2ညာဘက်ရောက်သွားပြီ3ဘက်ဘက်ပြီးရင်တော့ မဆာမျက်နှာစုံစာမျက်နှာညာဘက်ပြင်ရအောင်ပဲမဆာမျက်နှာဘဲပဲပြင်ကြည့်ပဲကိုညာဘက်ပြင်ရအောင်ပဲအဲ့လိုမျိုးစိတ်တိုင်းကြ page number ကိုတက်လို့ရတယ်နော်အဲ့တော့စာလေးပြန်ဆန်းကြည့်ပါဦးအဆင်ပြေပါပါ